မန္တလေးနန်းနဲမှာရောက်နေတယ်စစ်ဆေးခံရတော့ကြားသိတယ်ဗောနော်အဲတချို့ကလည်းဖွားနေပေါ့ဗျာနော်အဲဘာပဲဖြစ်ဖြစ်တော့စရဖကဖမ်းတယ်ဟေးဆိုလို့ရှိရင်တော့အဲသူ့အတွက်ရဲဖမ်းတာမဟုတ်လေနော်အဒီကိစ္စစရဖဖမ်းတာဖြစ်တယ်ဆိုတော့ချက်မို့လို့သူ့အတွက်ကျွန်တော်တို့ကြည့်ရတာလေနည်းနည်းလေးခကြီးကြမ်းတမ်းနိုင်ပါတယ်ခင်ဗျာနော်ကြမ်းတမ်းနိုင်ပါတယ်အဲတော့ကျွန်တော်နည်းနည်းစိတ်ပူမိတယ်စိတ်မကောင်းလည်းဖြစ်ရတယ်ကိုယ့်ရဲ့ညီကိုဗောနော်ကိုယ့်ရဲ့ညီကိုနောက်တော့တယောက်ပေါ့ဗျာပြောရမှာဆိုရင်နော်ကျွန်တော်အကြောင်ကျွန်တော်ဘာကြောင့်မဆဲလဲဆိုလို့ရှိရင် ျွန်တော်မေဂျာကိုမောင်းခင်ဗျာစကားပြောတာဆဲတာတခွန်းမှမပါဘူးဘယ်ပါမလဲဗျာပါလို့ရှိရင်ကိုစောဖုန်းကြီးလိုမျိုးကျွန်တော်ဖမ်းသွားမှာပေါ့နော်ဖမ်းလို့ရှိရင်ကျွန်တော်လည်းလည်းကြောက်တယ်လေနော်အားကြောင့်မကျွန်တော်မဆဲတာဥပဒေနဲ့မြန်မာပြည်ဥပဒေကခတ်တာကတခုရှိတယ်ဗျာမြန်မာပြည်ဥပဒေကလူကိုခင်ရင်မူကိုပြင်တယ်လူကိုမိုးရင်မူကိုသုံးတယ်ဆိုတဲ့ပုံစံမျိုးရှိတာလည်းခတ်တယ်အဲ့တော့ဥပဒေနဲ့ညီဆိုရင်အားလုံးပေါ့နော်ဘယ်သူ့ကိုမစိုးဘယ်သူ့ကိုမစိုးဥပဒေနဲ့အရေးယူမယ်ဟဲ့ဆိုလို့ရှိရင်အခုဖြစ်တဲ့ပုံစံကလူကိုခင်တဲ့အချိန်မှာကြာတာလွတ်ထားတယ် လူခင်တော့မူပြင်ထားတယ်ပေါ့ကွာနော်ဟာလှထားလိုက်ပါကွာငါကောင်းလေငါချစ်စရာအဲ့တော့ပြောတဲ့သူက तू ပေါ့နော်ပြောတဲ့သူတွေစောင့်ရနေတဲ့သူတွေကသူတို့မားလို့မားမှန်းမသိတဲ့အခြေအနေမျိုးဖြစ်သွားတယ်အဲ့တော့လူကိုခင်နေတဲ့အချိန်မှာမူကိုပြင်ထားပေမဲ့အခုတော့လူကိုမုန်းပြီထင်ပါတယ်လူကိုမုန်းတဲ့အတွက်ကြောင့်မို့လို့ကျတို့မူကိုတုံးနေပါပြီเนาะမူကိုတုံးနေတဲ့ခြေမူတုံးခါတော့ခင်အောင်မနေရမဲ့ပုံစံမျိုးဖြစ်နေเนาะကျွန်တော်လည်းအခုကြောင့်မလို့တိတ်မစဲရပါဘူးပြောလို့ပြောရပါဘူးကြည့်နော်အဲကျွန်တော်ဒါကြလေးကျွန်တော်လာဖမ်းနေပါအောင် ဲ့တော့လူခင်မှုအပြင်မြန်မာပြည်ရဲ့ဥပဒေကလည်းကျွန်တော်တို့ခြေခံဥပဒေအထိခြေခံဥပဒေနဲ့ဟိုအောက်ဥပဒေအထိအာတေဝင်းဖြစ်နေတာတေဝင်းဖြစ်နေခါကျတော့ခြေခံဥပဒေအောင်ကြည့်ပါဗျာမတေကွင်းကမှဒီလောက်ဆွဲလို့ရှိရင်ပြတ်သွားပြီအခုဆိုလို့ရှိရင်เนาะအပုံမှန်ဟိုကောင်ဆိုဆက်၄15ပေါ့15ရတာမှမဟုတ်တော့ခြေနေဆိုတေကွင်းလို့ပဲဆန့်လာဆန့်လာဆန့်လာနော်မြန်မာပြည်ရဲ့ဥပဒေကလည်းတေကွင်းမှတေကွင်းနဲ့အဲ့တော့ကိုစောဘိုးဟင်းကိုတနာညာတာတက်မယ်ဟေ့ဆိုလို့ရှိရင်လည်း ဘယ်လိုလဲဗျာနော်ဟိုပြောမယ်ဆိုရင်တရီခွင်းတရီခွင်းလို့ပဲခင်ဗျားတို့တော့မှပဲနော်ပုံမှန်၄နှစ်၅ရာတာမန်အချိန်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ခုပုံမှန်၄နှစ်၅ရာဆိုပြီးတော့တရီခွင်းလိုမျိုးပဲဥပဒေဆွဲရင်ဆွဲရင်ဆွဲရင်6လ6လ6လနော်တရီခွင်းလိုဖြစ်နေတဲ့ခင်ဗျားတို့တော့မှတရီခွင်းလိုမျိုးကြင်ကြံနိုင်သေးရဲ့ကိုတက်မတော်အတွက်ပြောလို့ဆိုမိရတဲ့အတွက်ကြောင့်မို့လို့ဗောနော်အဲကိုဇော်ဘောဟင်းရဲ့အကြည့်ကလေးတွေကိုတတ်နိုင်ဆုံးဗောနော် တည်ကွင်းလို့ပဲခင်ဗျားတို့တော့မတည်ကွင်းလို့လုပ်နေအဲ့ကိုစော်ရေးအမှုလေတည်ကွင်းလို့မျိုးပဲတန်းနိုင်မြကြိတ်ပြီးတော့เนาะကြိတ်ပြီးတော့လွတ်ပေးစေချင်ပါတယ်လို့ကျွန်တော်ကတော့တောင်းဆိုပါတယ်ပေါ့เนาะအဲ့တော့ဥပဒေတည်ကွင်းပါပဲဗျာเนาะခင်ဗျားတို့ခင်ဗျားတို့အကောင်လုံးကိုရှောက်ကြည့်လိုက်ပါဦးမင်းအွန်လိုင်းကိုယ်တိုင်လည်းသူလက်တည်ကွင်းပဲကြည့်ပါလားဒီတက်ချုပ်ရာသူ့ကိုသူယူထားတာပဲလေယူထားတဲ့အချိန်မှာလည်းသူယူစရာမရှိတဲ့ခါကျတော့ ဥပဒေကိုကြည့်လိုက်ဟာတေခွင်းတွေ့ပြီဆိုပြီးတော့တေခွင်းတော့ပြအခုတက်ချုပ်ရလို့လည်းသူနောက်ထပ်ထပ်ယူထားတာပဲလीနော်ဟောကြည့်အခြေခံဥပဒေအဖြစ်လည်းတမလားထပ်လုပ်ထားသေးရဲ့ကြည့်အောင်ဟောတေခွင်းမဲ့လीနော်ဥပမာ၄နေက6လ6လတိုးတာလည်းတေခွင်းမဲ့လीသူကိုယ်တိုင်လည်းပြောရတယ်အရာမှာဥပဒေကြည့်လို့မရဘူးလေသူပြောတာမဟုတ်လားအဲထို့တူပဲကိုယ်စော်ဖွင့်ကိစ္စမှာလည်းဖြစ်တန်ကြီးရှိဆုံးကိုတော်မှဥပဒေကိုဒါမျိုးလေးတေခွင်းလို့လုံနိုင်သေးရဲ့နော်သူလိုမျိုးဒါခင်ဗျားတို့ကယာတူးယာကန်နေယာဒီနဲ့နော်ဟိုယလို့ ခင်ဗျားတို့တည်ယူခွင့်လို့လောက်တာသူ့မှာဘာလို့ဘာမှမရမယ်အမုန်းခံတာသူ့ကိုယ်တိုင်သူ့နာမည်လေးအောင်ရေးထားပါလေဘာလဲဆိုလို့ရှိရင်အမုန်းခံချက်ဘာလဲနေသားမအောင်အဖြစ်ဘာလဲနေရေးပါအောင်ဗျဘာလဲသူ့နာသူ့သူ့နာမည်ရေးတာလေတက်တော့မှာဘယ်လိုပြောလဲဗျပြောပါအောင်ဘာလဲအမုန်းခံလူသားလားနော်ဟုတ်လားအဲ့ဟုတ်ပဲဟုတ်ပဲဟုတ်ပဲနော်အဲ့တော့အဖြစ်ကံဘဝနဲ့အော်ဟုတ်ပြီအဖြစ်ကံဘဝနဲ့အမုန်းခံလူသားဆိုပြီးတော့သူပြောထားတာပဲလေနော် အဲ့တော့အဲ့ဒီတော့ကြောက်မလို့သူကဒီလိုမျိုးဘဝလေးတော့မှသူနော်ဒီဘဝနဲ့သူတက်မလို့ကိုထောက်ပံ့ထောက်ပံ့ပြောဆိုနေရရှိရောနည်းနည်းပါပါကျွန်တော်ဖြစ်တန်ကြီးအစီအစုံပေါ့ဗျာနော်နည်းနည်းပါပါဆုံးမပြီးတော့နည်းနည်းပါပါနားဝင်အောင်ပြောပြီးတော့အဲပြန်လုပ်ပေးစီချင်ပါတယ်နော်ဥပဒေထပ်မှာဘယ်သူမှမရှိတာမှန်ပေမဲ့ခင်ဗျားမြန်မာပြည်ဥပဒေကတည်ရခွင့်မှာနော်တည်ရခွင့်မှာတည်ရခွင့်မှာခင်ဗျာနော်ကိုရီးယားနဲ့အားပေးနေပါတယ်ကိုရီးယားကျေးဇူးအများကြီးထပ်အဖြစ်ကံဘဝနဲ့အမောင်းခံလူသားဟုတ်ကဲ့ဟုတ်ကဲ့နော် ဲ့တော့အခုဖြစ်တဲ့ပုံစံကကျွန်တော်ဥပဒေကိုလေးစားအတွက်ကြောင့်မဟုတ်လို့ကိုစောဘုန်းကြီးဘက်ကလည်းကျွန်တော်ကအပြေဝမရက်တည်ရဲဘူး။ဘာကြောင့်လဲဆိုတော့ဟုတ်တယ်လေ။ तू ပြောတဲ့ပုံစံတွေကကျွန်တော်ကလည်းညိတာပဲ။ तू လည်းညိမှာပဲ။အဲ့တော့တစ်ဖက်ကလည်းအပြေဝမရက်တည်ရဲ။ဘာကြောင့်လဲ။တစ်ဖက်ကလည်းတည်ရဲကွယ်။အဲ့သူ့ဘက်ကကြည့်ရလဲဥပဒေညိစွမ်းတယ်။ကျွန်တော်ဥပဒေကိုလေးစားတဲ့သူတရားအနေနဲ့ကတော့အဲကျွန်တော်နှစ်ဖက်စလုံးလေးစားပါတယ်ကြာနော်။သူ့ဘက်ကလည်းပဲကိုစောဘုန်းကြီးကတော့ခင်ဗျားတို့တော့တည်ရဲကွင်းလို့နော်။ဦးမင်းအွန်လိုင်းတည်ရဲကွင်း ဥပဒေအရတော့ဥပဒေထပ်မှာဘုံမှမရှိရမှန်းမသေရေခွင်းလိုမျိုးလုပ်ပြီးတော့ရာလုံးထက်ယူတယ်သေရေခွင်းလိုလုပ်ပြီးတော့6လ6လတိုးတယ်အဲကိုစိုးဘိုင်းကိစ္စမှာလည်းသေရေခွင်းလိုလုပ်ပြီးတော့เนาะဒါကိုတော့ကောင်းဖို့လုပ်ပေးနေတဲ့ကိုသားတယောက်ပဲပေါ့เนาะကိုညီလေးတယောက်ပဲဆိုပြီးတော့ဟိုလှုပ်ပေးစေချင်ပါတယ်เนาะ